လာမယ့်အောက်တိုဘာ20တနင်္လာနေ့ကနေအောက်တိုဘာ23ကြာသပတေးနေ့ထိ၄ရက်တာကာလတနည်းအားဖြင့်66နိုင်တိုင်တိုင်တရုတ်နိုင်ငံပေကျင်းမှာတရုတ်ကွန်မြူနတီပါတီရဲ့အကြိမ်20မြောက်ဟိုကော်မတီနဲ့စတုဒ္ဒအကြိမ်မြောက်စီဝေးကျင်းပမှာဖြစ်ပါတယ်။ဒီစီဝေးကအရေးကြီးပါတယ်။ဘာဖြစ်လို့လဲ။ဒီစီဝေးမှာတရုတ်သမ္မတရှိကျင်းပင်လက်ရှိတရုတ်ကွန်မြူနတီပါတီထရီတွင်းမူရှင်ကျင်းပင်ဩဇာအာဏာကိုသူတို့အနေနဲ့ကန့်သက်ဖို့ ာနာခွဲဝေယူဖို့တူတဲ့ချုပ်ကင်ထားတဲ့ကိုဖြေလျှော့ဖို့အတွက်ကြိုးပမ်းလာနိုင်ပွဲရှိပါတယ်။ဒါမဲ့တကယ်ပဲလုံနိုင်မှာလား။ရှင်ချင်းဖင်ကတော့သူနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့ဘိုးချုပ်တွေဘိုးချုပ်ကြီးတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကဖယ်ရှားလိုက်တာအလုံးအသိဖြစ်မှာပါ။ဒီအစည်းအဝေးကိုအကြောင်းကိုနည်းနည်းပြောချင်တယ်ဗျ။တေကွန်မြူနတီပါတီဘိုးကွန်မြူနတီ CEC ကို၅နှစ်တကြိမ်ရွေးကောက်တင်ပြလာပါတယ်။တတန်း၅နှစ်အတွင်းသူက နှစ်စဉ်အစည်းအဝေး6ကြိမ်ကနေ9ကြိမ်ထိပြုလုပ်ရပါတယ်ပထမကြိမ်စည်းဝေးကို CEC အသစ်ရွေးကောက်တင်မြောက် PP ချင်းမှာကျင်းပပါတယ်ဒုတိယစည်းဝေးကိုလအနေငယ်အကြာမှာကျင်းပပြီးတတိယစည်းဝေးကိုနောက်တစ်နှစ်အကြာစတုတ္ထကြိမ်စည်းဝေးကို CEC တက်တန်းထပ်ဝက်ကာလမှာကျင်းပပါတယ်ပစမအစည်းအဝေးကို CEC တက်တန်း6နှစ်မြောက်မှာကျင်းပပါတယ်စတမအကျင်စီဝေးကိုတက်တန်း9နှစ်ပြည့်ပါတင်ညီလာခံမကျင်းပခင်လေးမှာပြုလုပ်ရပါတယ် လိုအပ်ရင်ခုနှစ်ကြိမ်မြောက်စည်းဝေးထက်လောက်ပါတယ်ဒီစည်းဝေးတွေကိုပါတီထွေထွေတွင်မှုကဥဆောင်ကျင်းပရတာဖြစ်ပါတယ်ပါတီထွေထွေတွင်မှုကတော့ရှီကျင်းဖင်ပဲဖြစ်ပါတယ်ဒီစည်းဝေးကိုဘာကြောင့်အရေးတကြီးဆောင်ကြည့်ကြရမှာလဲဘိုးကော်မတီတက်တန်းထောက်ဝမှာကျင်းပတဲ့ဒီစည်းဝေးဟာပါတီနဲ့အစိုးရအဖွဲ့မူဝါဒလုံဆောင်ချက်အောင်မြင်မှုရှိမရှိအကဲဖြတ်သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ် အထူးသဖြင့်ပါတီတွင်းအုပ်စုတွေကြားသစ္စာဆောင်တည်မှုပုံစံခေါင်းဆောင်ပိုင်းဆိုင်ရာအရေးချင်းဘသူတိုးတက်လာပြီးဘသူကကြာဆင်းသွားလဲအရေးအသွေးမပြည့်မီဘူးလဲဒါတွေကိုအကဲဖြတ်ပြီးနောင်လာမဲ့ပါတီညီလာခံအတွက်ကြိုတင်ပြင်ဆင်ရပါတယ်တရုတ်နိုင်ငံသမိုင်းမှာရှီကျင်းဖင်ဟာထိတ်တန်းရာတို့တုံကုတ်ကိုင်ထားပါတယ်နိုင်ငံတော်သမပါတီထရီတင်းမှုနဲ့ဘိုးစစ်ကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ရှက်ရှက်ပပရာတို့တုံးမျိုးကိုတပြိုင်နက်တည်းရယူထားသူဖြစ်ပါတယ် ပြောမယ်ဆိုရင်တော့ပါတီတွင်အာဏာမှာလည်းအကြီးဆုံးဆိုရအဖွဲ့မှာလည်းအာဏာအကြီးဆုံးစစ်တပ်ပိုင်းမှာလည်းအာဏာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒါကြောင့်ရှီကျင်းဖင်ရဲ့ဩဇာပါဝါအာဏာဟာအလွန်ကြီးလာပြီးပြည်တွင်းပြည်ပမူဝါဒကိုစိတ်ကြိုက်ပုံဖော်လာပါတယ်။ရှီကျင်းဖင်ဟာအရင်တရုတ်ခေါင်းဆောင်တွေနဲ့မတူဘဲအမေရိကန်ရဲ့နောက်အုပ်စုဝင်နိုင်ငံတွေကိုတုံးတိုက်တိုက်ကြားကြက်ရင်ဆိုင်တဲ့ကပထဝီနိုင်ငံရေးမှာအဖို့ထင်များစွာကျုံလာရပါတယ်။အဓိကပြောရရင်အမေရိကန်နဲ့ညှိတာများပါတယ်။ တဟာ1949ခုနှစ်တရုတ်နိုင်ငံစတင်တည်ထောင်စဉ်ကတည်းကစပြီးတခါမှမကြုံဘူးတဲ့အခြေအနေပါဒါကြောင့်ရှီကျင်းဖင်ရဲ့ဩဇာကိုထိန်းချုပ်ဖို့အခုကျင်းပမဲ့၄ချိန်မြောက်အစည်းအဝေးမှာလုပ်မယ်လို့တည်င်းနေထွက်နေပါတယ်တည်င်းထိန်းချုပ်မှုအားကောင်းတဲ့တရုတ်နိုင်ငံထုံးစံအတိုင်းအများပြည်သူစီတည်င်းတွေမရောက်ပေမဲ့တရုတ်အစိုးရပိုင်းမီဒီယာဘောင်းဆောင်မှာတော့တရားဝင်ဖော်ပြချက်တွေအခြေခံပြီးခံမဲယူကြတာမျိုးပါတရုတ်မီဒီယာတွေကဘာတွေဖော်ပြတယ်လဲ တရုတ်ဆိုရပိုင်းစင်ဟွာသတင်းဌာနရဲ့ဇွန်30တင်းနေ့ဘုတ်မှာပါတီဘိုကော်မတီစီဝတ်တရက်ကျင်းပခဲ့ပြီးဘိုကော်မတီကချမှတ်တဲ့လုပ်ငန်းတွေကိုကြီးကြပ်ကုတ်ခဲ့ဖို့စီကံစီမံသတ်မှတ်ချက်တွေဆွေးနွေးတည်ပြပါတယ်လုပ်ငန်းစဉ်ကောင်းတဲ့ပေါ်ရမှာပါတီရဲ့ဘိုချုပ်ခိုင်မှုစနေတိုင်းပူပေါင်းညှိနှိုင်းဆောင်ရွက်မှာဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်ဒါဟာရှီချင်းဖင်ရဲ့ဩဇာအာဏာထိန်းချုပ်ကန့်သတ်ဖို့စတင်လှုပ်ဆောင်လိုက်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ဘရာဇီးမှာ16ကြိမ်မြောက် BRICS ထိပ်သီးစည်းဝေးကိုရှိချင်းဖြစ်မတက်ပါဘူး BRICS ဦးဆောင်နေရာယူထားသူတရုတ်နိုင်ငံအတွက်တာဟာတော်လေးကို ရုပ်ပြတ်ဆင်းပြတ်နိုင်တဲ့ဖြစ်ရပါဩဂုတ်21ရက်နေ့တိဘက်ကိုတရုတ်တို့သိမ်းယူခြင်း260ပြည့်ထိမ်းဝက်ကိုရှီကျင်းပြင်ပန်ပေါ်လာပါတယ်။ဒါမဲ့သူ့ရဲ့နေချင်းပြန်ခီးစင်မှာတရုတ်ဆိုရမီဒီယာတွေမှာဖော်ပြတဲ့ဓာတ်ပုံရုပ်သံထုတ်လွှင့်ချက်တွေကြည့်ပြီးရှီကျင်းပြင်ကြရတာမမမကျန်းဖြစ်နေပုံမှာ ိုလက်လောက်ရှာပုံတွေဟာပုံမှန်ဖြစ်နေမှာမဟုတ်ဘူးလို့တရုတ်ရေးလေးလာသူတွေကထောက်ပြပါတယ်။အခုလာမယ့်အာဆီယံထိပ်သီးညီလာခံမလေးရှားနိုင်ငံမှာအော်တိုဘာ26ရက်နေ့28ရက်ထိကျင်းပပါမယ်။အဲ့ဒီညီလာခံနဲ့ APEC အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲအော်တိုဘာ31ရက်နေ့နိုဝင်ဘာ1ရက်နေ့ထိတောင်ကိုရီးယားမှာကျင်းပပါမယ်။ဒါတွေကိုရှီချင်းဖြင့်မတက်ဘူးလို့သတင်းတွေထွက်နေပါတယ်။ဒီဆွေးနွေးပွဲတွေကိုရှီချင်းဖြင့်စာဝန်ကြီးချုပ်လီရှိုင်းကိုတိုင်တက်မယ်လို့သတင်းမီဒီယာတွေကရေးပါတယ်။ ကျရာရှိဟာအကြောင်းတစ်ခုကြောင့်ပြည်တွင်းပွဲတွေကိုတက်ပြီးနိုင်ငံတကာဆွေးနွေးပွဲကိုမတက်ရောက်တာဖြစ်နိုင်ပါတယ်။ဒါဘာအကြောင်းရင်းဖြစ်နိုင်လဲ။ရှီကျင်းဖြစ်မကြမ်းမမာလို့လား။ဒါမှမဟုတ်ကွန်မြူနစ်ပါတီရဲ့အာဏာရပါတီတွင်းမှာလွန်ဆွေးပွဲတွေတော်တော်လေးဖြစ်နေလို့လား။ဒါကတော့ဘယ်သူမှမသိတဲ့အမှန်တရားတစ်ခုပါ။လာမယ့်၄ချိန်မြောက်အစည်းအဝေးမှာဘာတွေဖြစ်လာနိုင်မလဲ။ရှီကျင်းဖြစ်ကိုသမရရာတို့မှာပဲ2029ခုနှစ် ဆက်လက်တာဝန်ယူစီပြီးကြံတဲ့ယာတုနှစ်နေရာပါတီထွတ်ထွေတွင်းရမှုနေရာနဲ့ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနေရာတွေကို တခြားသူတွေနဲ့အစားထိုးဖို့စတင်လှုပ်ဆောင်လေမလားကော်မတီတွေထပ်ဖွဲ့ပြီးစူပေါင်းဥဆောင်ဆုံးဖြတ်ချက်ချားလက်စနဲ့အသက်သွင်းရလေမလားပြီးခဲ့တဲ့ဩဂုတ်နေ့စတင်မှာမှာရှီကျင်းဖြင့်အလွန်2029နောက်ပိုင်းကာလဒီမှာတုံးကောင်းဆောင်မှုပေးတဲ့ခိုင်အိုကာစနစ်မျိုးတုံးသွားဖို့ ။အိုကော်မတီတက်ကရှီချင်းဖင်ကိုမကြိုက်တဲ့သမရာဟောင်းဟိုဂျင်တောင်းဦးဆောင်တဲ့ဦးစုကစီစဉ်နေတယ်လို့သတင်းတွေထွက်နေပါတယ်။2020ခုအလွန်ရှီချင်းဖင်ရဲ့ယာရူတာဝဲကိုခွဲဝေယူမယ်လို့သတင်းပြေသူတွေကဒုဝန်ကြီးချုပ်ဟောင်းဟိုချွမ်ဟွာဒုဝန်ကြီးချုပ်ဟောင်းဝမ်ယန်ဘိုးစစ်ကောင်ရှင်ဒိုခရဘိုးတူကြီးချမ်းယိုရှာတို့ဖြစ်တယ်လို့တရုတ်ရေးလေးလာသူတွေကပြောပါတယ်။ကျန်းယိုရှာကတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျန်းယိုရှာကိုခြံပြီးသူ့ရဲ့လက်ဝဲရံ ဘိုးချုပ်ကြီးကိုရှီကျင်းဖင်ကဖြုတ်ချလိုက်တာအလုံးအသိဖြစ်ပါတယ်။ဟွန်ကျင်တောင်းနဲ့နီးစပ်တဲ့ဟူချုံမော်ကိုပါတီထွတ်ထွင်းမှုဝိုင်ရန်ကိုတမရကျန်းယူရှာဖို့ပုံစကော်ရှင်ဥက္ကဋ္ဌဖြင့်2029အလုံးမှာတာဝန်ယူစီမယ်လို့ယာထားနေကြပါတယ်။ရှီကျင်းဖင်ကိုဒီတိုင်းလွတ်ထားရင်ရှီကျင်းဖင်ဟာအာနာရှင်တယောက်ဖြစ်လေပါပြီ။အော်တိုဘတ်ဆက်ကွန်မှာထွက်ပေါ်တဲ့သတင်းတွေအရရှီကျင်းဖင်ကဥက္ကဋ္ဌဖြင့်တာဝန်ယူထားတဲ့ ခုနဦးပါဘိုးစစ်ကော်မရှင်မှာလဲစစ်ကော်မရှင်ဒီဥက္ကရာဘိုးတို့ကြီးဟဲဝေတုံးပါဝင်အဖွဲ့ဝင်၃ဦးကိုရှီချင်းဖင်ကထုတ်ပြန်ထုတ်ပယ်လိုက်ပါတယ်။ဒါကြောင့်ဘိုးစစ်ကော်မရှင်မှာရှီချင်းဖင်နဲ့ဘိုးတို့ကြီးကျန်းရွှေရှာသူတို့နောက်နှုတ်ဆွတ်ဆွတ်ပေါင်း၄ဦးသာကျန်းပါတယ်။ဒီဘိုးစစ်ကော်မရှင်ဖွဲ့ဝင်၃ဦးပါဝင်ရှီချင်းဖင်နဲ့နှိစက်တဲ့အခြားကြီးလေဘိုးတို့ကြီးအနည်းဆုံး၉ဦးလည်းအေးအေးယူခံရပါတယ်။လေကျမြောက်ကျမမဲ channel ကပ်ပြီးခုလိုပြုလုပ်တာဘသူကကြိုးကန်စီမံနေတာလေ ရှီကျင်းပြည်လားကျန်းယိုရှာလားဟူကျင်တောင်းအဖွဲ့လားအကြံကိုစီတော့ရှိကြပါလေဘိုးကော်မတီမှာရှီကျင်းပြည်ကိုသစ္စာတော်ခံတဲ့အုပ်စုနဲ့တမရဟောင်းဟူကျင်တောင်းအုပ်စုဆိုတဲ့အုပ်စုကြီးနှစ်စုရှိပါတယ်အခုလေးကျမြောက်စီဝဲမှာဒီအုပ်စုတွေရည်မချက်ကဘာတွေဖြစ်နိုင်မလဲရှီကျင်းပြည်တို့လိုချင်တာဘာတွေလဲအာဏာထိုင်ခြင်းမှုကိုပုံမခိုင်းမလာစေတာပါတီအစိုးရဘက်နဲ့လက်နက်အဖွဲ့စည်းတွေတွဲခေါက်ပိုင်းနဲ့အဂရိတဆောင်တိုက်ဖြည်ရေးတွေပေါ်ပုံမထင်းချုပ်မှာ ပါတီထုတ်ကန်မှုပုံမခံမြဲစေဖို့ရှီကျင်းမင်ဟာပါတီထရီတွင်းမှုတနည်းအဖြစ်ပါတီဩဇာရှိဆုံးပုဂ္ဂိုလ်ယာရုနေအပြောင်းလဲမယုံကြည်သူတွေကိုတစ္ဆာဆောင်သူတွေနဲ့အစားထုတ်မယ်လာမယ့်နှစ်မှာကျင်တော်မယ့်မူဝါဒကိုချမှတ်မယ်စီးပွားရေးစံကောင်းမှုတွေနိုင်ငံတကာရေးဆက်ဆံရေးဖိအားတွေအစိမ့်နည်းပညာတွေကူစားပြီးရွေးချယ်သူတွေတနာပြုရေးတွေကာကွယ်ရေးအင်အားတွေတောင်းတင်းစေမယ်ခုကျင်တော်တို့အုပ်စုကဘာတွေမျှော်လင့်နေလဲပုဂ္ဂိုလ်ရေးကိုယ်ကွယ်မှုတူတူယောက်ကထိန်ချုပ်မှုအစားစုပေါင်းညှိနှိုင်းဆုံးဖြတ်ရေးအုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ် ရှီဂျင်းမင်းနေရာကိုဆက်ခံမဲ့သူတွေကိုရွေးပြီး22ကြိမ်မြောက်မဟုတ်ကော်မတီအတွက်ပြင်ဆင်ရေးဖြစ်ပါတယ်။အာဂရီလိုက်ဆောင်မှုကိုတိုက်ဖြတ်ရေးကိုစီကံတကြနဲ့အမှန်တမ်းဖြစ်စေဖို့အော်ဒီတိုက်ဖြတ်ရေးအကြောင်းပြဩဇာအာဏာချက်ထွင်အဓိကနေရာတွေမှာကိုးလူထဲတဲ့မူဝါဒတွေကိုတားဆီးခံတာဖို့ပြောရမယ်ဆိုရင်အာဂရီကိုလက်နက်ဖြင့်တုံးနေပြီးတော့ကိုမကြိုက်တဲ့လူတွေကိုဖယ်ရှားတဲ့ပုံစံဖြစ်နေပါတယ်။ ဘဝရတွေဘလို့ကောင်းတဲ့ပုံမလဲပုံမတင်ကြတဲ့ပုံစံနဲ့ကောင်းတဲ့ပုံမလားဒါမှမဟုတ်ပြုလင်ပြပြုပြင်ပြောင်းလဲလွယ်တဲ့ပုံစံနဲ့ကောင်းတဲ့လို့ပုံမလားဒါတွေပါအဓိကအပြင်ပါတီကိုတမရကမထိန်ချုပ်နိုင်ဖို့တမရကလည်းပါတီရဲ့ဩဇာအောက်ကပဲတွားဖို့ပါတီရဲ့လမ်းစဉ်တိုင်းတွားဖို့ပဲဖြစ်ပါတယ်ဒါမဲ့အခုဖြစ်နေတဲ့ပုံစံကပါတီကတမရကိုကြောက်နေရတဲ့ပုံတွေဖြစ်နေပါတယ်ဒါပြဿနာကြီးပါတတိယမှာပါတီထဲမှာ ထိပ်ပိုင်းကောင်းစွာတွေကိုဆန့်ကျင်မှုတွေတရားဝင်ရန်နယားစနစ်မရှိတာဖြစ်ပါတယ်။နိုင်ငံရေးရပွန်လင်းမြင့်တာမှုမရှိတဲ့အပြင်ပါတီတွင်းဝေဖန်ရေးကိုတော့မှတင်းကျပ်ထားပါတယ်။ဒီအချက်တွေကြောင့်ရှီကျင်းဖင်ကိုလွန်မင်းဆန့်ကျင်ပြနေရင်ပါတီစည်းကမ်းဖောက်ပြသူပါတီပေါ်သစ္စာမရှိသူဖြစ်ကြစေကဲခံရပါလိမ့်မယ်။ဒါကြောင့်ရှီကျင်းဖင်ကိုမကြိုက်တဲ့အုပ်စုတွေဟာဂလကနောက်ွယ်ကနေတင်းတင်းမှုမှုဆောင်ရွက်နေကြပါတယ်။ဒီချက်ကပဲအခုလေးကျင်းမြောက်ဘို့အစည်းအဝေးမှာသူတို့လူလာချက်တွေထားမြောက်စေဖို့အဓိကအဟန္တာတရဖြစ်နေပါတယ်။ရှီကျင်းမေဘက်ကလည်းစင်ခုံမှုတွေအများကြီးတော့ရှိနေတယ်ဗျ။ သူရဲ့စိန်ခေါ်မှုတွေကဟူဂျင်တောင်းတော့အုတ်စုမဟုတ်ပါဘူးဟူဂျင်တောင်းတော့အုတ်စုကိုသူကတိုက်တော့မတွေ့ပါဘူးဒီကအမေရိကန်ရဲ့ကုန်သွယ်ခွန်ကိစ္စကြောင့်ပြည်တွင်းစီးပွားရေးကြီးကြပ်ထိခိုက်နေတာသူရဲ့ထိတဲ့တွေမူဝါဒကြောင့်အမေရိကန်နဲ့သာမကနေတွေ့ဂျပန်အော်စတြေးလျနိုင်ငံတွေနဲ့ပါထိတဲ့တွေ့နေတာအကျိုးဆက်အနေနဲ့ပြည်တွင်းပါတီတွေအုတ်စုတွေကရှီကျင်းဖြင့်ဩဇာအာဏာထိန်းချုပ်ကန့်သတ်ဖို့ဆောင်ရွက်ချက်တွေကိုလိုကန့်လန့်နေဖြစ်နေတာဟူဂျင်တောင်းတော့အုတ်စုကလည်းအကန့်အသတ်အခက်ခဲတွေကြောင့်စူးစမ်းနေရပါတယ်ဟူဂျင်တောင်းရဲ့သားလက်ရှိပြည်သူ့ရဲဝန်ကြီးဌာနဒုဝန်ကြီးဟိုဟိုင်ဖန်ကအခုဆိုရင် တိတာထင်ရှားတဲ့တောင်းဝန်တွေထမ်းဆောင်ပြရနေတယ်။ Huawei ကိုတရုတ်ဆိုရမီဒီယာတွေကလည်းအသားပေးဖော်ပြနေတယ်။ Huawei နေရာရလာတာဟာဖခင်ဟူဂျင်တောင်ရဲ့တရုတ်နိုင်ငံရေးမှာဩဇာရှိလက်တာကိုပြရောက်ပါအကြသေးင်္ဂလာ2020အောက်တိုဘာ20ရက်မြောက်ကွန်မြူနတီညီလာခံကျင်းပနေစဉ်ရှီကျင်းပြည်လုံခြုံရေးတွေကဆွဲထုတ်ခံသွားတဲ့ကုကျင်တော်ဖို့အရှက်ရစရာပါဒါပေမဲ့ဒီနေ့ရှီကျင်းပြည်ခတ်ကြုံနေရတဲ့ဟာဒီလိုမျိုးကျမရဟတ်တပတ်လည်လာတော့လားတွေးထင်စရာပါ ဟူကျင်တောင်းတင်ပေလို့ရှီကျင်းဖင်ဖြစ်လာတာပါ။ဒါကိုရှီကျင်းဖင်ကကျေးဇူးရှင်ကို အခုလိုမျိုးလှုပ်လိုက်တဲ့အတွက်ကြောင့်ပြဿနာသူ့အနေနဲ့ပြန်ပြီးဒီလိုမျိုးခံစားရတာလား။ဒါဟာတွေးထင်စရာလေးပါပဲ။မနက်ဖြန်ပေါင်းများစွာကမ္ဘာရှိရေးဆုံးဖြတ်ပေးမဲ့66နိုင်ရောက်ဖို့24နိုင်တောင်မကြာတော့တဲ့အချိန်ခုရောက်နေပြီဖြစ်ပါလေ။